ပတ်ဆက်ရှာလို့ရတဲ့ဂျပန်တီတော့အကောင့်ကိုဘရာဒါတို့တွေကပတ်ဆက်ပြီးတော့ဝယ်တယ်ဗောနော် Oh my god အလောက်ထိဖွင့်ရတာလွယ်တယ်ဗျာနောက်ဆုံးကျွန်တော်ပြောပြမယ် VPN ခံစရာတော့မလိုဘဲနဲ့ကျွန်တော်ဖွင့်ပြပေးသွားမှာဗောနော်အဲ့လိုအကောင့်တွေကိုဘရာဒါတို့ကတကောင့်ကိုဘလောက်ဘလောက်နှုန်းနဲ့ကျွန်တော်ဝယ်နေကြရဗောနော်ပြီးရင်ဂျာတဲ့ဝယ်တဲ့အချိန်မှာလဲကျွန်တော်တို့စကန်ပါတယ်ကျွန်တော်တို့လူလင်နေနဲ့တွတ်တွေ့တဲ့အချိန်ကိုပတ်ဆက်တွေလကားအကုန်ပါပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ကတော့ပတ်ဆက်ရှာလို့ရတဲ့ဂျပန်တီတော့အကောင့်တကောင့်ကိုဘလိုမျိုးဖွင့်ရမလဲဆိုတော့ကျွန်တော်ပြောပြပေးသွားမှာပါ အဲ့တော့စကြမယ်လေ let's go ကျွန်တော်ကျွန်တော်တို့အကောင့်ဖွင့်ဖို့အတွက်ဆိုရင်တော့တော်တော်များများက Chrome browser နဲ့ဖွင့်ကြတယ်ဒါပေမဲ့ကျွန်တော်ကတော့ Chrome browser နဲ့မဖွင့်ပြတော့ဘူး။ဘာလဲဆိုဒီ Chrome browser မှာကျွန်တော်တို့ဒီအကောင့်ဖွင့်တဲ့ချိန်မှာเนาะကျွန်တော်တို့ Gmail တွေကျွန်တော်ထည့်တဲ့ချိန်မှာဒီအနေအောင်စာတန်းတွေပေါ်ပြီးတော့ဗောနောဖွင့်လို့မရတာတွေကျွန်တော်ဖြစ်တတ်တယ်။ဒါကြောင့်မလို့ကျွန်တော်ကဘာလုပ်လိုက်လဲဆိုတော့ဒီ Power browser လေးနဲ့ပဲကျွန်တော်ဖွင့်ပြလိုက်မယ်ဗောနောအဲ့တော့ Power browser ဆိုတာကဒီ application ဗောနောဒီ browser တစ်ခုပဲ။အဲ့တော့အဲ့ဒီ browser ကို download တက်ဆို Play Store ထဲဝင်ပြီးတော့ Power browser ဆိုပြီးတော့ရိုက်ရှာလိုက်ပါ။ဒီလိုမျိုးပုံစံ န်ကြာလာပြီဆိုရင်ဒီ application ကိုကျွန်တော်တို့ download ဆွဲလိုက်မယ်เนาะကျွန်တော်ကတော့ down ပြီးပြီဆိုတော့ကျွန်တော်တခါတည်းပြလိုက်မယ်ပေါ့เนาะ okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီ account ဖွင့်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီ power browser ထဲဝင်လိုက်ပါပြီးရင်ကျွန်တော်တို့ဒီနေရာမှာ byte ထည့်ပေးရမလဲဆိုကျွန်တော် vpn cancel ရမလို့တော့ခဏနေရော vpn cancel ရမလို့ဘူး okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာဗာတိအရိုက်ထည့်ပေးရမလဲဆို TikTok ဆိုင်အဆိုပြီးတော့ကျွန်တော်ရိုက်ထည့်ပေးရမယ် okay TikTok ဆိုင်အဆိုရိုက်ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီလိုမျိုးကြာလာမယ်ဆိုရင်ဒီကောင်လေးကိုကျွန်တော်တချင်နေလိုက်မယ် okay ဒါဆိုရင်ကျွန်တော်ဒီနေရာမှာရောက်လာပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ not down ကိုကျွန်တော်တချင်နေလိုက်မယ်အဲ့တော့ဒီနေရာမှာဘောနော်ဒီနေရာမှာဆက်ပြီးတော့ပြောင်းရတော့မယ် ဒီမှာမြန်မာဘာမှဆိုရလေးပေါ်နေရဲ့ brother တော့မြင်လာတော့မသိဘူးအဲ့ဒီနေရာကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ် okay အဲ့ဒီနေရာကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဆိုဒီ search bar ပါမနော် japan ကိုကျွန်တော်တို့ရိုက်ထည့်ပြလိုက်ပါရိုက်ထည့်ပြီဆို japan ပေါ်လာမယ်ဆိုအဲ့ကောင်တစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ dance ဆိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါ okay ဒီမှာ brother တော့မြင်တဲ့အချိန်ပဲ japan ဆိုရလေးပေါ်နေပြီ okay ဒါဆိုရင်ကျွန်တော်တို့ကအကောင့်ဖွင့်ဖို့အတွက်ဆို use for or email ဆိုရလေးရှိရဲပါနော်အဲ့ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ် okay ဒီနေရာမှာကျွန်တော်တို့ဘတ်တွေထည့်ခိုင်းနေပါနော်ဒီဘတ်တွေကကျွန်တော်တို့အသက်16နှစ်ပြည့်ရဲ့ဘတ်တွေကိုကျွန်တော်ထည့်ပေးလိုက်ပါ16နှစ်ပြည့်တဲ့ဘတ်တွေကိုကျွန်တော်ထည့်ပေးလိုက်ပါပြီးရင်ကျွန်တော်ရှေ့ကိုဆက်သွားလိုက်မယ် okay ဒီနေရာမှာကျွန်တော်တို့ဖုန်းနဲ့ကျွန်တော် email လက်ပေါ်တဲ့အချိန်မှာကျွန်တော် email ကိုကျွန်တော်တစ်ချက်ရွေးလိုက်မယ်အဲ့တော့ဒီနေရာမှာမနော်ကိုယ့်ရဲ့ gmail လေးကိုကျွန်တော်ထည့်ပေးလိုက်ပါပြင်ကျွန်တော် sheet ကို set သွားလိုက်မယ်ဆိုရင်ဒီမှာ password ကို तू က create လုပ်ခိုင်းတယ် okay password create လုပ်ခိုင်းတဲ့အချိန်မှာကျွန်တော် strong password ကိုကျွန်တော်ထည့်ပေးလိုက်ပါဘယ်လိုမျိုးထည့်ရမလဲဆိုကျွန်တော် exam မှာကျွန်တော်ဒီမှာပြထားပေးပါတယ် okay အဲ့လိုမျိုးကျွန်တော်ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ sheet ကိုဆက်သွားမယ်ကိုယ့်ရဲ့ mail ထဲမှာဗောနောကိုယ့်ရဲ့ mail ထဲမှာကုတ်လိကြလာမယ်အဲ့ဒီကုတ်ကိုမယူခင်မှာဒီမှာ security verify အနေနဲ့ကျွန်တော်လုတ်ခိုင်းတဲ့အချိန်မှာဒီကောင်လေးကိုများလေးကိုရွှေ့ပြီးတော့ဒီမှာအရင်ဆုံးလုတ်ပေးလိုက်ပါ okay ဒါလည်းဖြစ်ပြီဆိုရင်ကျွန်တော်တို့ခုန mail လေးထည့်ထားတဲ့နေရာမှာကျွန်တော်တို့ကုတ်လေးကြလာမယ်အဲ့ဒီကုတ်ကိုကျွန်တော်တို့တွက်ကြည့်မယ် okay အဲ့ဒီကုတ်ကိုလည်းဒီမှာကျွန်တော်တို့လာထည့်လိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့ကုတ်လေးကျွန်တော်တို့ထည့်ပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာ user name ကိုဖန်တီးခိုင်းတယ်ဗောနော် user name ကိုအခုချက်ချင်းကျွန်တော်ထားချင်းလေရတယ်ကျွန်တော်ကတော့ skip ကိုကျွန်တော်တင်ချက်နှိပ်လိုက်တယ်ဗောနော် brother မြင်တဲ့ time ပဲဒီအကောင့်ကကျွန်တော်တို့ပြန်ပြန်လဲမခံထားဘူးဗောနော် okay ဒါဆိုရင်ကျွန်တော်တို့ Japan account ရရက်လားဆိုတော့ကျွန်တော်တချက်ဆန်းဖို့အတွက် profile လေးကိုကျွန်တော်တင်ချက်နှိပ်လိုက်မယ် okay ပြီးရင်ကျွန်တော်ဒီနေရာမှာဒီ down account လေးကိုကျွန်တော်တင်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာ manager account ဆိုတာရှိရဲ့အကောင့်ကျွန်တော် ရှင်းနေလိုက်ပါ Oh my god ဘရမင်းနဲ့တိုင်းမယ်နော် without VPN ဂျပန် TikTok account တကောင်ကိုရချိသွားပြီဖြစ်ပါတယ် Okay ဒီကောင်ကတော့ browser နဲ့ပဲကျွန်တော်ဝင်ထားတာပေါ့နော် TikTok application ကနေကျွန်တော်တို့သွားပြီးတော့ဝင်ပြီးတော့စမ်းကြည့်ကြည့်မယ် Okay ဒါဆိုရင်တော့ကျွန်တော် TikTok application ထဲကိုကျွန်တော်ဝင်လိုက်မယ်အောက်မှာပေါ့နော်ဒီမှာ login ဆိုတာလေးရှိရပေါ့နော်အဲ့ဒီ account link ကိုကျွန်တော်တို့တချင်နှိပ်ပြလိုက်မယ် Okay login ဝင်နေပြီဆိုရင်ကျွန်တော် use for or email ဆိုတာအပေါ်က account link ရှိရပေါ့နော်အဲ့ဒီ account link ကိုကျွန်တော်တချင်နှိပ်ပြလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာ phone နဲ့ email ဆိုတာရှိရပေါ့နော် email လို့ကျွန်တော်တချင်နှိပ်ပြလိုက်မယ်အဲ့တော့ဒီနေရာမှာခုနကကျွန်တော်တို့ဖွင့်ထားခဲ့တဲ့ mail လေးကို ိုကျွန်တော်တို့လာထည့်ပေးလိုက်မယ်ဗောနော်ကိုထည့်ထားတဲ့မေးမှာဗောနော်ကုတ်လေးကြားလာမယ်အဲ့ဒီကုတ်ကိုယူဖို့အတွက်ကိုရဲ့ဂျီမေးဖြစ်အောက်လို့မေးဖြစ်ဖြစ်ဗောတော့ဝီတော့ကျွန်တော်တို့ကုတ်ကိုကြည့်ပြီးဂျီမေးလာထည့်လိုက်မယ်โอเคထည့်ပြီဆိုဒီအကောင့်ကအော်တိုမက်တစ်ကလေးဝင်သွားပြီโอเคဒါဆိုရင်ကျွန်တော်တို့သွားဆန်းကြည့်ကြည့်မယ်ဒီမှာကောတကယ်ရရလန်ဆိုတော့ကိုဆမ်ဖို့အတွက်ဆိုရင်ဒီ profile လေးကိုကျွန်တော်တက်ရှင်နေပြလိုက်မယ်โอเคဒီ profile ကိုကျွန်တော်နေပြီဆိုရင်တောင်းမှရှိတဲ့မြင်ကြောင်းလေးတွေကိုကျွန်တော်တက်ရှင်နေပြလိုက်မယ်ပြီးကျွန်တော်တို့အောက်ဆုံးက setting privacy ဆိုတာလေးရှိတဲ့အကောင့်ကိုကျွန်တော်တက်ရှင်နေပြလိုက်မယ်ပြီးအကောင့်ဆိုတာလေးရှိတယ်ဗောနော်အဲ့ဒီအကောင့်ကိုကျွန်တော်တက်ရှင်နေပြလိုက်မယ်ပြီးအကောင့် information ဆိုတာလေးရှိတဲ့အကောင့်တက်ရှင်နေ ပေးတဲ့ချိန်မှာတော်တော်တို့မြင်တဲ့အတိုင်းပဲဂျပန် TikTok account ကို Amazon ဖိလို့ပြီးသွားပြီပဲဖြစ်ပါတယ်ဒီ account ကကျွန်တော်တို့ monetization တွေပါတယ်ဆိုတော့ဒီ creator reward program ဆိုတဲ့ account ကိုပါလာဆိုတော့ lesson folder ဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်တက်ချက်ထွက်လိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့ဒီမြင်းကြောင်းလေးတွေကိုကျွန်တော်တက်ချက်နေလိုက်မယ်ပြီးရင်ကျွန်တော် TikTok series တူဒီယိုပေါ့နော်တက်စတူဒီယိုထဲကိုကျွန်တော်တင်ရှင်းနေပြလိုက်မယ် Creator Reward Program ဆိုတာလေးပါတယ်ဒီကောင်ကကျွန်တော် brother တို့ monetization ရှောက်ဖို့အတွက်ဆို follower တက်တောင်းနဲ့ view တသိန်းရှိရမယ်လို့သူပြားထားပါเนาะ brother တို့ကဆက်ပြီးတော့ကျွန်တော် video တင်လို့ရပြီအကောင့်ကတော့ဂျပန်ရပြီဆိုပတ်ဆိုင်ရှာလို့ရတဲ့အကောင့်တစ်ကောင်ကိုအောင်မြင်ဆိုတော့ကျွန်တော်တို့ဖွင့်လို့ပြီးသွားပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော် channel ကို subscribe ခဲ့ပြီးပို့လုံးဝလုံးဝမမေ့ပါနဲ့ဒီလိုမျိုးအကျိုးရှိတဲ့ video ကိုကျွန်တော်တို့ brother တို့ကိုပြောပြနေတာဖြစ်တဲ့အတွက် subscribe နဲ့ like လေးတော့နှိပ်ပြီးခက်တင်တယ်လို့ကျွန်တော်ချင်တယ်ပဲအကယ်၍တော့ brother တို့က တော့အခုပြထားဒီဗီဒီယိုလေးကိုတွားကြည့်လိုက်ပါကျွန်တော်တို့အမှပြန်ဆိုကြမယ်အဲ့လိုကျေးဇူးတင်ပါတယ်အဲ့လို thanks for watching